ကဘာကျော်ဖက်ရှင်ရှိုးပွဲကိုတက်ဖို့ကြိုးစားခဲ့ပေမယ့်အဖက်လုံမခံရပင်အဆက်ကွဲခံခဲ့ရဘူးတဲ့နေချင်ဦးပြိတ္တများရှင်ပြီးခဲ့တဲ့ညမှာဆိုရင်ကဘာကျော်ဖက်ရှင်ပွဲကြီးဖြစ်တယ်လို့အမှုပညာရှင်တိုင်းတက်ခွင့်ရခြင်းနဲ့ matte color ပြိုင်ပွဲချင်းကိုလုပ်ပြီးသွားခဲ့ပြီဖြစ်ပါတယ်အဆိုပါဖက်ရှင်ပွဲကကဘာကျော်ပွဲဖြစ်တယ်လို့နိုင်ငံတကာကမီဒီယာတွေစောင့်ကြည့်ကြတဲ့ဖက်ရှင်ပွဲဆိုရင်လည်းမမားပါဘူးအမှုပညာရှင်တိုင်းနဲ့တက်ခွင့်မရတယ်လို့တက်ချင်တိုင်းနဲ့တက်လို့ရတာမျိုးမဟုတ်ပါဘူးဖိတ်ကြားမှသာတက်ခွင့်ရတာဖြစ်ပြီးလက်မှတ်ကိုဝယ်လို့မရပါဘူးလက်ရှိမှာ ါဆိုရင်လည်းအဆိုပါပွဲမှာဝစ်စင်ခဲ့တဲ့အနုပညာရှင်တွေရဲ့ fashion တွေကနာမည်ကြီးကလူပြောများနေကြတာပါဒီထဲမှာမှလီဆာဝစ်စင်ခဲ့တဲ့ fashion ဆိုရင်လည်းဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်အခုလိုလူအများရဲ့စိတ်ဝင်စားခြင်းခံရကလူရဝင်မှာပွဲတက်ခွင့်ရတယ်လို့သတ်မှတ်ထားတဲ့ပွဲကိုမြန်မာနိုင်ငံကနေဂျီဦးကလည်းတက်ရောက်ခွင့်ရဖို့ကြိုးစားခဲ့ပူပါတယ်နေဂျီဦးက beauty blogger တယောက်နည်းနဲ့ရက်တည်နေတာဖြစ်တဲ့အတွက်အလောက်ပါအီယာ fashion ပွဲတွေနဲ့ပတ်သက်ရင် ရန်ကိုကြိုင်နေတဲ့တဲ့လို့စိတ်ထဲဝင်စားပါရယ်။ဒါအပြင်မြန်မာနိုင်ငံကအမှုပညာရှင်တယောက်နေနဲ့နိုင်ငံသားမှတောက်ပကျင်တာ။သူမရဲ့အိမ်မက်တစ်ခုပါ။ဒါကြောင့်မလို့လေနိုင်ငံသားကဖက်ရှင်ပွဲတွေကိုမရရတဲ့နီးနဲ့တက်ရောက်လို့ရှိပါရယ်။အဆိုပါဖက်ရှင်ပွဲကိုတက်ဖို့ဖိတ်ကြားခံရမှာလားဆိုပေမဲ့နေချင်ဦးကတခါမှအဖိတ်မခံရပါဘူး။ငွေချင်းအင်အားတက်နိုင်တာကြောင့်ငွေနဲ့လက်မှတ်ပေးဝယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းလက်မှတ်ကရှောင်းချတာမျိုးမရှိပါဘူး။ဒါကြောင့်နောက်ဆုံးမှနေချင်ဦးကအဆိုပါဖက်ရှင်ပွဲရဲ့တာဝန်ရှိသူတွေစီကိုစာရီးပို့ခဲ့ပါရယ်။သူမကိုဖက်ရှင် ှင်ပွဲမှာတက်ရောက်ခွင့်ပေးပါလို့စာပို့ခဲ့တာပါဖက်ရှင်ပွဲမှာတက်ရောက်ဖို့အတွက်သူမကအရေးချင်းပြည့်ရေဆိုပြီးအတိအချကိုပြောနေခဲ့တာပါနေကြည်ဦးကသူကမြန်မာနိုင်ငံမှာ follower ဘလောက်များအကြောင်းအောင်မြင်နေကြောင်းလူချင်းလူခင်များအကြောင်းတွေကိုအချက်လက်တွေနဲ့ email ကနေတဆင့်ပို့လိုက်ပါတယ် မြေကြီးဦးက fashion show ပွဲတက်ရဖို့ကြိုးစားထားကစိတ်လှရှားစွာနဲ့ကိုစောင့်နေတာပါ။ဒါပေမဲ့ show ပွဲရဲ့တာဝန်ရှိသူတွေကနေကြီးဦးရဲ့အီးမေးလ်ကိုတစ်ချက်လေးတောင်ဝင်မကြည့်ခဲ့ပါဘူး။အရေးလုံးစရာမလိုဘူးလို့ယူဆတဲ့အတွက်တစ်ချက်လေးတောင်အရေးမလုခင်ကြတာဖြစ်ပါရဲ့။အမြဲတမ်းချိန်မိုးနေတဲ့နေကြီးဦးအတွက်တော့အဖက်လုံးမခံရတာဟာရှင်ပန်းအောင်စရာဖြစ်စေပါရဲ့။ဒါကြောင့်မလို့လည်းအချက်ပြင်းနေနဲ့သူတို့ကအဖက်မလုံးလို့နေကြီးဦးကြောင့်မက်ကလာကိုနာမည်မကြီးစေချင်မှုဆိုပြီးတော့သာဖြေသိမ်းလိုက်ပါရဲ့။ နိုင်ငံတကာပွဲတွေကိုဝင်တွန်းဖို့မဖြစ်နိုင်တာကြောင့်လည်းနေဂျီယူကအခုဆိုရင်အမှုပညာလုပ်ထက်စီးပွားရေးသာဦးစားပေးလုပ်ကင်လို့နေပါပြီလင်းယူတာပဲကောင်းပါတယ်ဆိုပြီးလက်ထပ်ထိန်များပြီးမိခင်ဘဝကိုဖျက်ဆီးနေပါပြီအခုဆိုရင်ကိုဝင်သုံးလလွှဲထားပြီးဖြစ်ပြီးအမီတယောက်နေနဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်နေနဲ့ရောအောင်မြင်အောင်နေဂျီယူကစူးစမ်းလို့နေတာပါခင်မောဖြစ်သူအတွက်အမှုပညာလုပ်ကိုဆွံ့လွတ်လိုက်ပြီးလို့ညင်ညာထားတာပါပရိသတ်တွေကတော့အမှုပညာလောကနဲ့နေဂျီယူခက်ကင်းကင်းနေတဲ့ပေါ်ပို့ပြီးတော့သဘောကျနေပါတယ်ကဘာကျော်ဖက်ရှင်ရှိုးပွဲကိုတက်ဖို့ကြိုးစားခဲ့ပြီးမြင အဖက်လုံခံရပင်အဆက်ကွဲရဘူးတဲ့နေကြီးဦးပေါ်ပြိသက်တွေ့ရမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးတိကျရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများရင်တင်ပါတယ်နောက်ထပ်လည်းလူပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလောဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်